ဗုဒ္ဓမေနာတော်ဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓဖျားရှင်သည်ကိုကိုွယ်ရာဖြစ်ပါ၏ဗုဒ္ဓဖျားရှင်ဟာကိုကိုွယ်စိကပ်ပါ၏ဓမ္မောမေနာတော်ဓမ္မံတရဏံကိစ္ဆာမိဓမ္မတရားတော်သည်ကိုကိုွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်ဟာကိုကိုွယ်စိကပ်ပါ၏တန်ခောမေနာတော်တန်ခံတရဏံကိစ္ဆာမိတန်ဃာတော်မြတ်သည်ကိုကိုွယ်ရာဖြစ်ပါ၏တန်ဃာတော်မြတ်အားကိုကိုွယ်စိကပ်ပါ၏ ယေຊုကုသိုလ်အရှင်ဖျားတည်ဆုံးသူကိုယေຊု၍အလိုဒါနပြုလို့လျင်ယေຊုခံရသူ၌မိတို့သောအကျိုးကျေးဇူးများရနိုင်သည်ကို သိလိုပါသည်ဖျားဥမောင်လာ အလုံးမြို့နေတကားကြီးဥမောင်လာရဲ့မိကုန်းကိုဖတ်လိုက်ရတဲ့ဆိုရင်ပဲလာတော့ကြာလောက်ကဖတ်လိုက်ရတဲ့တရင်တပုတ်ကို ချက်ချင်းတရင်ရလိုက်မိပါတယ်မတော်တဆမှုတစ်ခုနဲ့ ရုတ်တရက်သေဆုံးသွားခဲ့ရတဲ့နာမည်ကျော်အမှုပညာရှင်တဦးအကြောင်းမှာတေးပြီးနောက်သူ့အမရင်တယောက်ရဲ့ဝမ်းမှာယောက်ျားလေးတယောက်အဖြစ်နဲ့ပဲပြန်ဝင်စားလို့အရွယ်တောင်အတော်လေးရောက်နေပါပြီသူမိခင်ကတေသွားတဲ့သူ့သားသူ့မြေအဖြစ်သူတို့ဘဝထဲပြန်ဝင်ရောက်လာတာကိုအထောက်အထားခိုင်လုံစွာ သိပါလေခုချိန်ထိသူ့သားအတွေ့ရည်စူးပြီး ကုသိုလ်ပြုအမြပေးဝင်နေတော့ပါပဲတဲ့ တကယ်တော့တေသွားသူကလူသားတအူပြန်ဖြစ်နေပြီဆိုတာအတိအကျသိနေမှာတော့သူ့အတွက်ရည်စူးပြီးကုသပြုအမြပေးဝေနေစရာမလိုတော့ပါဘူးပြုပေးလဲသူ့အတွက်ဘာမှအကျိုးမပြီးအချင်းနီးပါပဲကုသမပြုရဘူးလို့မဆိုလိုပါဘူးကုသဆိုတာကတော့ဘာအကြောင်းကြောင့်မဆို ပြုရမှာပေါ့တေသူကိုပဲရည်စူးရည်စူးရှင်သူကိုပဲရည်စူးရည်စူးကုသဆိုတာပြုတင်ပါတယ် ဒါပေမဲ့တည်သွားတဲ့သူကလူပြန်ဖြစ်နေပြီဆိုရင်သူ့အတွက်ရည်စူးပြီးပြုတဲ့ကုသိုလ်ရဲ့အကျိုးကိုသူခံစားခွင့်မရှိတော့ဘူးလို့ဆိုလိုပါတယ်။လူဝင်စားကသူ့အတွက်ကုသိုလ်ပြုပေးမှန်းသိပြီးတာရုခေါ်ရင် ကုသိုလ်တော်ရမှာပေါ့။ကုသိုလ်အကျိုးတော်ချက်ချင်းလက်ငင်ခံစားခွင့်မရှိပါဘူး။ယဟန္နာပုဂ္ဂိုလ်များမှာတပါတတဝါတဦးတယောက်သိဆုံးသွားရင်လာရောက်ရမယ့်ဘဝ၅မျိုးရှိပါတယ်။ဂတိ၅ပါးပေါ့။ လူဘဝနတ်ဘဝငရဲဘဝတရိษံဘဝပြိတ္တဘဝဆိုပြီးတော့ဘဝ၅မျိုးတစ်မျိုးမျိုးကို လာရောက်ရပါတယ်မြမဘဝကနတ်ဘဝထဲမှာအတုရကေဘဝကပြိတ္တဘဝထဲမှာအကျုံးဝင်ပါတယ်ကုသိုလ်နဲ့တည်တဲ့သူကကုသိုလ်တတ္တိအားလျော်စွာလူဘဝနတ်ဘဝဆိုတဲ့ကောင်းရာတုက္ကတိဘဝတွေကိုလာရောက်ရပြီးအာကုသိုလ်နဲ့တည်တဲ့သူက အာကုသို့တတ္တိအာလျောစွာငရဲဘဝတရိษံဘဝပြိတ္တဘဝဆိုတဲ့မကောင်းရာဒုက္ကတိဘဝတွေကိုလာရောက်ရပါတယ်။သိလွန်ပြီးတဲ့နောက်ကုသိုလ်အကျိုးပေးကြောင့်လူဖြစ်သွားတယ်၊နတ်ဖြစ်သွားတယ်ဆိုရင်ဒါမှမဟုတ်အာကုသို့အကျိုးပေးကြောင့်ငရဲကျသွားတယ်၊တရိษံဖြစ်သွားတယ်ဆိုရင်ကြံရည်သူတွေကသူ့အတွက်ရည်စူးပြီးပြုတဲ့ကုသိုလ်ရဲ့အကျိုးကိုသူလုံးဝခံစား권မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့သူ့အတွက်ရည်စူးပြီးကုသိုလ်ပြုနေတာကိုသူလုံးဝမသိနိုင်တော့လို့ပါပဲတကယ်လို့အာကုသိုလ်အကျိုးပေးတစ်ခုကိုကြောင့်ပြိတ္တာဘုံဘဝရောက်သွားမယ်ဆိုရင်တော့ကျန်ရစ်သူတွေကသူ့အတွက်ရည်စူးပြီးပြုတဲ့ကုသိုလ်ရဲ့အကျိုးကိုအကြောင်းညင်ညွတ်မယ်ဆိုရင်သူအပြည့်အဝခံစား권ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့အတွက်ရည်စူးပြီးကုသိုလ်ပြုနေတာကိုအကြောင်းညင်ညွတ်ရင်သူသိနိုင်လို့ပါပဲ။ ြိတ်တာဘုံဘဝရောက်တိုင်းလေယေຊုကုသိုလ်ရဲ့အကျိုးကိုခံစား권ရှိတာမဟုတ်ပါဘူးထမင်းစာလောင်ခြင်းရေမသိပ်ခြင်းတို့ရဲ့နှိမ့်ဆက်မှုတန်းကိုအမြဲမပြတ်ခံနေရတဲ့အငတ်ခံပြိတ်တာခုတ်ပိပါတိကပြိတ်တာပူပြင်းတဲ့မိထောင်မီလီယံတွေရဲ့လောင်ကျွမ်းဝါမြိုက်မှုတန်းကိုအကြမ်းမလတ်ခံနေရတဲ့အလောင်ခံပြိတ်တာနေစာမှာတဏိကပြိတ်တာ အတူတကဲလို့တီးခြားခေါ်တဲ့အကြီးစားပြိတ္တာကာလကင်စစ်ကပြိတ္တာတွေဟာပြိတ္တာဖြစ်ပေမဲ့ယေဇူးကုသိုလ်ကိုတာရုခွန်နိုင်စွမ်းမရှိကြတဲ့အတွက်ယေဇူးကုသိုလ်ရဲ့အကျိုးကိုဘာမှခံစား권မရှိပါဘူးသူတစ်ပါးတို့ပေးတဲ့အစားအစာကိုအမိပြုပြီးအသက်ရှင်နေရတဲ့အပေးခံပြိတ္တာပရဒတ်တူပဇီဝိကပြိတ္တာတစ်မျိုးတည်းသာယေဇူးကုသိုလ်ကိုတာရုခွန်နိုင်စွမ်းရှိတဲ့အတွက် ယေရှုကုသိုလ်ရဲ့အကျိုးကိုခံစား권ရှိပါတယ်ဒီအပေးခံပြိတ္တာမျိုးကိုဝေမာနိကပြိတ္တာဗိမာန်ရှင်ပြိတ္တာလို့အများကသိကြပါတယ်ယေရှုကုသိုလ်တစ်ခုကအယေရှုကံပုဂ္ဂိုလ်ကိုကောင်းကျိုးပြုနိုင်ဖို့အတွက်အင်္ဂါရ၅ချက်နဲ့ပြည့်စုံဖို့လိုအပ်ပါတယ်၁အလူကံပုဂ္ဂိုလ်ဟာကိုကျင့်သီလစတဲ့သူတော်ကောင်းဂုဏ်နဲ့ပြည့်စုံသူဖြစ်ရမယ်၂ အလူပေးပုဂ္ဂိုလ်ရဲ့တန်တာမှာဒီကုသိုလ်ဟာတမလွန်ဘဝပြောင်းသွားတဲ့ဘယ်သူအတွေ့ရည်စူးပါတယ်လို့ရည်စူးစိတ်ထားအတိအကျရှိရမယ်၃လူပွဲပစ္စည်းအမျိုးအစားစုံလင်ရမယ်၄အလူပေးပုဂ္ဂိုလ်ကမိမိရည်စူးတဲ့ပုဂ္ဂိုလ်ကိုကုသိုလ်အမြအတန်ပေးဝေရမယ်၅တမလွန်ဘဝမှာအရည်စူးခံပုဂ္ဂိုလ်ကရည်စူးကုသိုလ်ကိုဝမ်းမြောက်ဝမ်းသာတာတို့ခေါ်ရမယ် ဒီအင်္ဂါရ၅ချက်နဲ့ပြည့်စုံပြီဆိုရင်တော့တာရုခေါ်လိုက်တာနဲ့တပြိုင်နဲ့အလူပွဲမှာပါဝင်လူတန်းထားတဲ့ပစ္စည်းတွေနဲ့နာမီတာတူပြီးအမျိုးအစားအလွန်ကောင်းမွန်အရေအတွက်အစများစွာအတလွန်နဲ့ပစ္စည်းပေါင်းများစွာကိုတမလွန်ဘဝကအည်စုကံ ပုံကိုတေချာပေါင်းရရှိခန်းစားရပါတော့တယ်အမိဓူအမျိုးကောင်းပစ္စည်းတွေကိုအစတော့ခန်းစားရတယ်ဆိုပါတော့အမိဓူလို့ဆိုထားတဲ့အတွေ့ ေကအစားအစာပေးလိုပြီးအမြဝေးရင်ဟိုမှာအစားအစာပြည့်စုံသွားပါတယ်ဒေကအဝတ်ထည်ပေးလိုပြီးအမြဝေးရင်ဟိုမှာအဝတ်ထည်ပြည့်စုံသွားပါတယ်အစားအစာပေးလိုုံနဲ့အဝတ်ထည်ပါမပြည့်စုံနိုင်သလိုအဝတ်ထည်ပေးလိုုံနဲ့လည်းအစားအစာပါမပြည့်စုံနိုင်ပါဘူးစွမ်းသာလိုပြီးရေမလိုရင်တောင်အစားသာရှိပြီးရေငတ်နေတတ်ပါတယ်ဒါလူပေးမှဒါရသွားတဲ့သဘောရှိတာမို့ လူပွဲပစ္စည်းအမျိုးအစားစုံလင်ဖို့တိတ်အရေးကြီးပါတယ်တေလွန်သူကိုရည်စူးတဲ့အလူပွဲတစ်ခုမှာအောက်ထစ်ဆောင်အပြင် စားစရာအတွက်စွမ်းတပကံသို့မဟုတ်မုံတစ်ခုတောက်စရာအတွက်ရေတပံခွဲဝတ်ရုံစရာအဝတ်အထည်အတွက်လက်တုပ်ဘဝတစ်ထည်သို့မဟုတ်လက်ကင်ဘဝတစ်ထည်ခိုးစရာစောင်းစရာအဆောက်အအုံအတွက်ထိတလဲသို့မဟုတ်ရတောင်တစ်ချောင်း စင်းနှင်းသွားเสียရင်အတွေ့ဖနက်တရံမနှဲစုံလူပွဲဖြစ်စင်း၅မျိုးပါဝင်ရပါမယ်ဒါမှစားရေးတောက်ရေးဝတ်ရေးနေရေးသွားလာရေးအဆင်ပြေသွားမှာပါစမ်းမရေးပါပြည့်စုံသွားအောင်ရက်စားတစ်ထုပ်လောက်ထည့်ကျင်ထည့်လိုက်ပါဦးမိမိကိုရည်စူးပြီးပြုတဲ့အလူဒါနအမြအတန်းကိုတာရုခေါ်တဲ့ပြိတ္တာတအူဟာပြိတ္တာဘဝကကျွလော့ထိုက်တဲ့ကံပါရင်တာရုခေါ်ပြီးတာနဲ့တပြိုင်တည်း ြိတ္တဘဝကကျွတ်လွတ်ပြီးကံအားလျော်စွာနတ်ပြည်လူပြည်ရောက်သွားနိုင်ပါတယ်ကျွတ်လွတ်ထိုက်တဲ့ကံမပါသေးဘူးဆိုရင်တော့ပြိတ္တဘဝမှာပဲကြံရစ်သူလူတွေလူတန်းပေးတဲ့ပစ္စည်းတွေနဲ့အလားတူ အမည်တူအမျိုးကောင်အစတို့ပစ္စည်းတွေကို သုံးဆောင်ခန်းစားခွင့်ရသွားပါတယ်ဒီနေရာမှာ အထူးသတိပြုစရာတစ်ခုကတော့ဤစုကုသိုလ်ပြုကြတဲ့ကုသိုလ်ရှင်တွေရဲ့စိတ်အစဉ်မှာ ပူပင်တော့ကကင်းရှင်းနေဖို့ပါပဲတော့ကတွေမျက်ရည်တွေနဲ့ပူလောင်နေတဲ့ရည်စူးကုတူဟာရည်စူးသူထံချောချောရှူရှူရောက်ဖို့တိတ်မတေချာလာပါဘူးတကယ်လို့ရောက်ခဲ့ရင်လေအကြီးအသေးညံ့ညံ့ပဲရောက်သွားမှာပါကုတူပြုစင်မှာတေလွန်သူအပေါ်စွဲလန်းတွေ့ညိတဲ့တန်ရောစင်နဲ့စိတ်နှလုံးပူလောင်နေမယ်မျက်ရည်ကြငိုကြွေးနေမယ်ဆိုရင် ကိုပြုတဲ့ကုသိုလ်ဟာအရေအသွေးညံ့ဖြစ်တဲ့ကုသိုလ်အကုသိုလ်ချမ်းရတဲ့ကုသိုလ်ကုသိုလ်အပူပဲဖြစ်ပါလိမ့်မယ်ကိုရထားတဲ့ကုသိုလ်ကိုပဲသေလွန်သူထံပို့ပေးရတာမို့သေလွန်သူရတဲ့ကုသိုလ်ဟာလည်းအညံ့စားကုသိုလ်အပေါ်စားကုသိုလ်အပူစားကုသိုလ်ပဲဖြစ်နေတော့မှာပေါ့ရတဲ့ကုသိုလ်ကညံ့နေပေါ်နေပူလောင်နေမှာတော့ခံစားရတဲ့အကျိုးတရားတွေကလည်း ညက်နေပေါ်နေပူလောင်နေမှာပါပဲဒါဆိုရင်ရည်စူးကုသို့ပြုရင်ဝမ်းနေပူဆွေးငိုကြွေးနေတာဟာတေလွန်သူကိုချစ်ရမရောက်ပဲနေရရောက်နေပါတယ်ကို့မှာကုသို့ကောင်းကောင်းရှိမှ သူတစ်ပါးကိုလည်းကုသို့ကောင်းကောင်းပေးနိုင်မှာမို့တေလွန်သူထံရည်စူးကုသို့ကောင်းကောင်းပို့ပေးလိုသူတိုင်းကုသို့ပြုနေစမှာ တွေ့ညှိဆွဲလန်းအသေးကျွမ်းမှုတွေဝမ်းနေပူဆွေးငိုကြွေးမှုတွေကင်းနိုင်သမျှကင်းရှင်းအောင် အထူးသတိထားကြရပါမယ်တေလွန်သူကိုကောင်းကျိုးချမ်းသာတွေပြည့်စုံစေခြင်းနဲ့မေတ္တာဓာတ်ဆင်းရဲဒုက္ခတွေလွတ်မြောက်စေခြင်းနဲ့ကရုဏာဓာတ်ကုသိုလ်ကံရဲ့စွမ်းဤတတ္တိကိုမမိတ်မတုံယုံကြည်တဲ့တရာဓာတ်ကုသိုလ်ကံကိုအည်အသွေးအကောင်းဆုံးဖြစ်အောင်ပြုပြင်နိုင်တဲ့ပညာဓာတ်မေတ္တာကရုဏာတတ္တာပညာသူတော်ကောင်းဓာတ်တွေနဲ့စိတ်နှလုံးအေးချမ်းစွာ ပြုတဲ့ရည်စူးကုသိုလ်မျိုးဖြစ်ရပါမယ် အကုသို့မချမ်းရံတဲ့အည်သွေးမြင့်ကုသို့အေးအေးလေးတွေကသာရည်စူးသူကိုရည်စူးတဲ့ကောင်းကျိုးချမ်းသာတွေအပြည့်အဝရရှိစေနိုင်တာမူတေလွန်သူကို အကောင်းဆုံးလက်ဆောင်ပေးပြီးကျေးဇူးပြုလို့ကျေးဇူးဆက်လို့သူတိုင်းရည်စူးကုသို့ပြုနေစဉ်တခြားလို့ကိုယ်စိတ်ကိုကြည်လင်အေးချမ်းအောင် ပြုပြင်တိဆောက်ထားတင်ပါတယ်မြတ်စွာဘုရားလက်ထက်တုန်းကသုဝနာဘူမိဘက်ကို ရေချောင်းခရီးကနေအယောင်းဝယ်ထွက်လာတဲ့တာဝတိမြို့သားကုံတဲ့တစု သမုဒ္ဒရာရေလယ်မှာလေမုန်တိုင်းတံမိပြီးကျုံးငဲ့တကြုံပေါ်ဆက်ရောက်သွားပါတယ်ကျုံးအလေကဆန်းကျယ်လာပါတယ်ဗိမာန်တလုံးထဲမှာသပင်ပါလျားချတာတဲ့အမျိုးသမီးတယောက်ခိုအောင်နေတာတွေ့တဲ့အတွေ့အပြင်ဘက်ထွက်လာဖို့ကုံတဲ့တယောက်ကလမ်းခေါ်လိုက်ပါတယ်နားနဲ့မနာဖဝါနဲ့နားပါဥယျာဉ် ကျမမှာဝတ်ဆရာအဝတ်လုံးဝမရှိလို့ကိုတုံးလုံးဖြစ်နေပါတယ်။ကျမတကူလုံးကိုသပင်တွင်နဲ့ပဲဖုံးထားရပါတယ်ရှင်။ချက်လုံးလို့ကျမအပြင်မထွက်ဝန်တာခွင့်လွန်ပါနော်။ဒါဆိုကျွန်တော်ပခုံးမော်ကဟောဒီအပေါ်ယုံအဝတ်အရှင်မကိုပေးပါတယ်။ညော့ယူပါ။ဒီအဝတ်ကိုဝတ်ပြီးခဏလောက်အပြင်ထွက်ခဲ့ပါခင်ဗျာ။ဥရဲ့ကျင်နာမှု ကုညီမှုအတွေ့ကျေးဇူးအများကြီးတင်ပါတယ်ဥရဲ့။ဒါပေမဲ့ကျမတို့လိုတမလွန်သူတွေကိုဥတို့လိုလူတွေက ြည်စည်တစ်ခုခုပေးကြည့်ရင်အဲ့ဒီလိုဓာတ်ရကြီးပေးလို့မရဘူးလေဥရဲ့ပေးတဲ့သူက ပေးလဲကျမတို့ကလုံးဝယူလို့မရဘူးဥရဲ့အဝတ်ကျမကို ပေးခြင်းနဲ့ဆိုရင်ဥတို့တင်မောသားတွေထဲမှာယေတနာ၃ပါးနဲ့ကံကံရဲ့အကျိုးတရားကိုလက်ခံယုံကြည်ပြီးတရဏဂုံတည်နေတဲ့သူတော်ကောင်းတယောက်ပါလာပါတယ်ဥရဲ့အဝတ်သူ့ကို ပေးလို့ခြင်းဖြင့်ဥကဒါနကုသိုလ်အရင်ယူထားလိုက်ပါပြီးမှဥရထားတဲ့ဒါနကုသိုလ်အဖို့ကို ကျမအတွက်ရင်မှန်းပြီးအမြအတန်ပေးဝေလိုက်ပါကျမကဝမ်းမြောက်စွာတာတို့ခေါ်ခြင်းဖြင့်လက်ခံယူလိုက်ပါမယ်ဒါဆိုရင်ဥပေးတဲ့အဝတ်ထည်အစပေါင်းများစွာ ကောင်းပြီး အစပေါင်းများစွာများတဲ့အဝတ်အထည်တွေကျမရပြီပေါ်ရှင်ဘိဗန်ရှင်အမျိုးသမီးလေးညွန်ကြားတဲ့အတိုင်းသူတော်ကောင်းတင်မောသားကိုကြံတင်မောသားတွေကနန္တာရီတွင်နဲ့ရေချိုးပေးကြတင့်တော်တဲ့ဝတ်စုံတစုံဝတ်ဆင်ပေးကြ အနံ့အရသာနဲ့ပြည်စုံတဲ့စားပွဲတောက်ပွဲတွေကျွေးမွေးကြပြီးဒါနကုသိုလ်တွေအရင်ယူထားလိုက်ကြပါတယ်။ပြီးမှသူမကိုရည်မှန်းပြီးအမြအတန်ပေးဝေလိုက်ကြပါတယ်။သူမသာတို့ခေါ်လိုက်တာနဲ့တပြိုင်နက်နတ်ပြည်ကအဝတ်အစားနဲ့တူတဲ့ဝတ်စရာမျိုးစုံနတ်ပြည်ကအစားစာနဲ့တူတဲ့စားစရာမျိုးစုံပြည့်ပြည့်စုံစုံပူပူရှာရှန်ကြီးသူမရရှိသွားပါတယ်။ပြိတ္တာနွယ်ဘွားတမလွန်သူတမလွန်သားတွေကို ဘာပစ္စည်းပေးပေးဓာတ်ရိုက်ပေးလို့မရပါဘူးလက်နဲ့ကင်ပြီးပဲဖြစ်ဖြစ်စပွဲပေါ်စင်ပေါ်အုတ်ကူပေါ်သွားတင်ပြီးပဲဖြစ်ဖြစ်ပုံစံတို့ပစ္စည်းအတုတွေစက်ကူတွေကိုမီးရှို့ပြီးပဲဖြစ်ဖြစ်လုံးဝပေးလို့မရပါဘူးပေးလို့ရတယ်လို့ယုံကြည်ပြီးပေးလေအဲ့ဒီယုံကြည်မှုဟာတလွဲယုံကြည်မှုအယူလွဲမှုများတာဖြစ်တဲ့အတွက်မချိန်ကုန်လူပန်းငွေခန်းယုံကလွဲလို့ဘာအကျိုးမှမရှိပါဘူး ယုံတိုင်းဖြစ်တာမှမဟုတ်ပဲဒါကြောင့်တမလွန်ရောက်ကျေးဇူးရှင်တွေကိုတကယ်ကျေးဇူးဆက်ခြင်းနဲ့တမလွန်ရောက်ချစ်ခင်သူတွေကိုတကယ်အကျိုးရစေခြင်းနဲ့ဆိုရင်လွဲမားတဲ့ပင်းနည်းမျိုးတွေကိုရှောင်ကျင်ပြီးသူတော်ကောင်းဂုဏ်နဲ့ပြည့်စုံတဲ့ယဟန်တန်ခါသို့မဟုတ်လူဘုအကြောင်းတွေကိုမိမိပေးလို့ရပစ္စည်းများပေးလို့ခြင်းဖြင့်ဒါနကုသိုလ်ကို ကိုကအရင်ရအောင်ယူပါပြီးမှအဲ့ဒီဒါနကုသိုလ်ကို တမလွန်ရောက်ကိုကျေးဇူးရှင်ကိုချစ်ခင်သူတွေကိုအတိအကျရည်မှန်းပြီး အမြအတန်ပေးဝေလိုက်ပါလို့အပမဒေနာတံပါရီထအင်တာဗျူးကြာနေဖေဖော်ဝါရီ9ရက်2000ခုနှစ်လာရဂတိနေကျန်ရစ်သူအရှင်ဖရာလူတို့ဦးသိဆောင်၍တမလွန်ဘဝရောက်ရှိသွားခြင်းတွင်အချားမြင်စရာ ဘိုးတော်နတ်ဝင်တဲ့စသည့်သူတို့ကတည်ဆုံးသူဒီမိတိဘုံဘဝသို့ရောက်ရှိနေကြောင်းတွားရောက်မင်းမြန်းသူမိသားစုတို့အားပြောဆိုဟောပြောနေကြပါသည် တပည့်တော်သိလို့ဒီမှာထိုလူများသည့်အမှန်တကယ်သိ၍ဟောပြောနိုင်ခြင်းဟုတ်မဟုတ်ထိုတို့ဟောပြောလိုက်၍ကြံ့ရည်သူမိသားစုအတွေ့စိတ်ချမ်းသာမှုနှင့်စိတ်ဆင်းရဲမှုမိဒီကပုံမပူသိရှိလိုပါသည်ဖျာမောင်တင်ငိန်တရင်ဆောင်ချာနယ် တခါကြီးဥတည်ညင်ရဲ့မင်းကုန်းကိုဖတ်လိုက်ရတယ်ဆိုရင်ပဲမြတ်စွာဘုရားရှင် လက်ထက်တုန်းကထင်ရှားကြော်ကြားခဲ့တဲ့တမလွန်ပညာရှင်ဝင်ဂီတလူလင်ကိုချက်ချင်းတရိပ်ရလိုက်မိပါတယ်ဝင်ဂီတလူလင်ဟာသဝတိတမန္တန်လို့ခေါ်တဲ့လူသေးဥကောင်းမန္တန်ကိုအတက်ပညာတစ်ခုအနေနဲ့ကျွမ်းကျင်တက်မြောက်ထားသူဖြစ်ပါတယ်အဲ့ဒီမန္တန်ဆုတ်ပြီးလူသေးဥကောင်းကုံကိုသူ့လက်သည်နဲ့ခောက်လိုက်ုံနဲ့ ဦးကောင်းကောင်ပိုင်ရှင်ဟာဘယ်ဘုံဘယ်ဘဝရောက်နေတယ်ဆိုတာအတက်ပြောနိုင်ပါတယ်လူတွေကလည်းမှန်လိုက်တာဆိုပြီး သူတို့ရဲ့တေဆုံးသွားတဲ့မိဘဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေဘယ်ဘုံဘယ်ဘဝရောက်နေတယ်ဆိုတာကိုဝင်ဂီတလူလင်ထံအခအချင်းငွေများစွာပေးပြီးတွားရောက်မင်းမြန်းကြပါတယ်အဲ့ဒီခေရဲ့ငွေကြေးတန်ဖိုးနဲ့တောင်မှယာကနန်းထောင်ကနန်းပေးကြရပါတယ်မှန်လိုက်တာလို့ပြောနိုင်တာကတော့ တည်ဆုံးသူရဲ့အသက်ရှင်စဉ်လူဘဝတုန်းကအကြောင်းအရာအဖြစ်ဖြစ်တွေကိုပါတိတိကျကျပြန်ပြောပြနိုင်လို့ဖြစ်ပါလိမ့်မယ်လူဘဝတုန်းကအကြောင်းတွေပြန်မပြောပြနိုင်ဘဲနဲ့ဒီလူတည်ပြီးဒီဘဝရောက်နေတယ်ဆိုတာကိုဘယ်လိုလုပ်ပြီးယုံကြည်လို့ရနိုင်ပါမလဲပြန်ပြောပြနိုင်လို့သာယုံကြည်ကြတာပေါ့ဝင်ဂီတလူလင်ကတည်ဆုံးသူရဲ့လာရကတိကို ပြောပြနိုင်တယ်ဆိုပေမဲ့ သူကိုယ်တိုင်အမှန်တကယ်သိလို့ပြောပြနိုင်တာမဟုတ်ပါဘူးတေဆုံးသွားသူက မန္တန်တကိုးကြောင့်ရောက်ရဘွားကနေသူ့ဥကောင်းကွန်စီမှာပြန်ပိုးဝင်ပြီးသူ့ဘယ်ဘဝရောက်နေပါတယ်ဆိုတာလာပြောပြလို့တဆင့်ပြန်ပြောနိုင်တာပါ သူကိုယ်တိုင်အလိုအလျောက်သိတာမဟုတ်ပဲမန္တန်တကိုးကြောင့်ကံကံရှင်တေဆုံးသူကလာပြန်ပြောပြလို့သိတာပါ ကိုပိုင်အသိမဟုတ်ပါဘူးတဆင့်ကံအသိပါ ကိုစွမ်းကိုစားနဲ့တည်တာမဟုတ်ပါဘူးဂျားပွဲစားအကူအညီနဲ့တည်တာပါဂျားပွဲစားအကူအညီနဲ့တည်တယ်တဆင့်ကန်အတိမို့လို့လေမျက်စွာဖျားနဲ့ထိတ်တိုက်တွေ့တဲ့အခါဝင်ဂီတလူလင်အကြီးအကျယ်မျက်နာပြက်ခဲရတာပေါ့ခေစကားနဲ့ပြောရရင်မျက်စွာဖျားနဲ့လည်းတွေ့ရော ဝင်ဂီတလူလင်အသေးအလဲကွဲတော့တာပါပဲမျက်စွာဖျားရှင်ကဥကောင်းကွန်၅ခုကို တန်းစီချလာပြီး ဝင်ကီတာလူလင်ကိုအစင်အတိုင်းမိပါတယ်ဒါဘသူဥကောင်းကိုလည်းငရဲကြသွားသူရဲ့ဥကောင်းကမှာကောင်းပြီဒါကရောတရိษံဖြစ်သွားသူရဲ့ဥကောင်းကမှာ မှန်တယ်ဒီဘက်ကရောဒါကတော့လူဖြစ်နေသူရဲ့ဥကောင်းကမှာဟုတ်တယ်ဒီဥကောင်းကကနတ်ပြည်ရောက်သွားသူရဲ့ဥကောင်းကမှာတာတို့တာတို့ဒီနောက်ဆုံးဥကောင်းကကရောနောက်ဆုံးဥကောင်းကပိုင်ရှင်ရဲ့ လာရကတိကိုတော့ဝင်ကီတလူလင် လုံးဝမပြောပြနိုင်တော့ပါဘူးမန္တန်တဖွားဖွားဆုတ်ပြီးဥကောင်းကုန်ကိုလက်သေးနဲ့တတော်တော်ခောက်ပေးမယ်လက်သေးတွေသာပဲ့ပြီးလက်ထိတ်တွေသာနာသွားတယ်အဖြေမှန်ကတော့ထွက်ပေါ်မလာပါဘူးအဖြေမှန်ဘဲပေါ်ထွက်နိုင်ပါတော့မလဲတမလွန်သူတမလွန်သားဆိုတဲ့ဂျားပွဲစားအကူညီမမရတော့တာပဲအဲ့ဒီဥကောင်းကုန်ကယဟန္တာအရှင်မြတ်ကြီးတပါးရဲ့ဥကောင်းကုန်မှာယဟန္တာဆိုတာ ေဆုံးပြီးရင်ဘယ်ဘဝကိုမှမလားရောက်တော့ပါဘူးဘဝဇတ်သိမ်းချုပ်ငိမ့်သွားပါပြီတေပြီးရင်ဆုံးတဲ့တေဆုံးသူအစ်စ်ဟာယဟန္တာပါယဟန္တာကလွယ်ရင်ဘယ်သူမှတေပြီးမဆုံးသေးပါဘူးဘဝခီးအစ်စ်ထတ်ဆက်ရအောင်ပါဘဝအစ်စ်ထတ်မဖြစ်တော့တဲ့ယဟန္တာက သူ့ရဲ့ဦးကောင်းကမှာဘယ်လိုလုပ်ပြီးတော့ပြန်လာပိုးဝင်နိုင်ပါအောင်မလဲဒီတော့ပရလောကသားအာဂုန်နဲ့ ဆရာကြီးလုံနေတဲ့ဝင်ဂီတလူလင်ကွဲပြီပေါ့ပြေစမမြောက်ဥကောင်းကွန်ရဲ့လာရကတိကို သိနိုင်တဲ့မန္တန်အတက်မျိုးတင်ကျင်ပါတယ်လို့တောင်းဆိုလာတဲ့ဝင်ဂီတလူလင်ကိုမြတ်စွာဘုရားရှင်ကယဟန်ဝမသင်ပေးနိုင်မယ်လို့မိန့်ကြားတော်မူလိုက်တဲ့အတွေ့ဝင်ဂီတလူလင်လည်းမန္တန်လူချင်းစိတ်နဲ့ယဟန်ပြုတ်လိုက်ရပါတယ်ယဟန်ပြုတ်ပြီးတရားဘာဝနာအလုံးအားထုတ်လိုက်တာမကြခင်ရဲ့အနေနဲ့အတွင်မှာပဲအဘိညာဉ်6ပါးနဲ့တကွာ ရဟန္တာအရှင်မြတ်ကြီးတဆူဖြစ်သွားခဲ့ပါတယ်အဲ့ဒီတော့မှမြတ်စွာဘုရားရှင်ကငါသားတော်ကြီးဝင်ကီတဟာ အခုမှပဲတတဝရရဲ့စုတိပရိသန္တေတေဆုံးခြင်းဘဝသည့်ဖြစ်ခြင်းနဲ့ပတ်သက်ပြီးတကယ့်ကိုကျွမ်းကျင်လိမ့်မှသွားပြီတော့တယ်လို့ချီကျူးဂုံပြုစကားမိန့်ကြားတော်မူပါတယ်ဘာလို့လဲဆိုတော့သူရတဲ့အဘိညာဉ်၆ပါးထဲမှာတတဝရရဲ့စုတိ ပရိသတ်တွေကိုသိမြင်နိုင်တဲ့ဒိဗာစကုအဘိညာဉ်ပါဝင်နေလို့ပါပဲ။နတ်မျက်စိလို့ခေါ်တဲ့ဒိဗာစကုအဘိညာဉ်ကိုသုတ္တပါပါတဉာဏ်လို့လည်းခေါ်ပါတယ်။သုတိဥပပါတဉာဏ်တတဝရရဲ့သုတိတေဆုံးခြင်းနဲ့ဥပပါတဘဝအသည့်ဖြစ်ခြင်းပရိသတ်တွေနေခြင်းတို့ကိုရှင်းရှင်းလင်းလင်းပြ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 သိမြင်နိုင်တဲ့ဉာဏ်လို့ဆိုလိုပါတယ်။သုတေနေစေအခိုက်ကြံ ရိတ်တန်တွေစနေနေစေအခိုက်အတန့်လေးတွေအထိသိမြင်နိုင်စွမ်းရှိပါတယ်ဒိဗာစကုအဘိညာဉ်မရတဲ့တာမန်ပုဂ္ဂိုလ်တွေကတော့ပရလောကသားရဲ့အကူအညီကိုယူပြီးတဆင့်ငံအသိနဲ့ပဲသိနိုင်ကြပါတယ်ပရလောကသားရဲ့အကူအညီရဖို့ကတော့ဝင်ဂေတလူလင်တို့လိုသက်ဆိုင်ရာမန္တန်တစ်ခုကိုသက်ဆိုင်ရာ အတတ်တစ်ခုကိုတက်မြောက်ထားဖို့လိုပါတယ်အခုခေတ်အကြမ်းမြင်ဆရာတွေဘိုးတော်မဲတော်တွေ နတ်ဝင်တဲ့တွေကတေဆုံးသူတွေရဲ့လာရကတိကိုဟောပြောနေကြတာကတော့ဒိဗာဆက်ခုအဘိညာဉ်တကူနဲ့ကိုယ်တိုင်သိကိုယ်တိုင်မြင်လို့ဟောပြောနေကြတာမဟုတ်ပါဘူးတကယ်ဒိဗာဆက်ခုအဘိညာဉ်ရထားတဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့ဒီလိုလူသိခံပိုက်ဆံယူပြီးအလုတ်တခုလို့ဟောပြောနေကြမှာမဟုတ်ပါဘူးကိုရထားတဲ့အဘိညာဉ်ကိုတော်တော်တိတ်တိတ်ရုပ်ဝဲထားကြမှာပါလောကမှာကိုမသိကိုမတတ်တဲ့အတတ်ပညာတွေကလည်း အများကြီးရှိတာမို့ကိုမသိကိုမတတ်တာနဲ့ပဲမဖြစ်နိုင်ဘူးမဟုတ်နိုင်ဘူးလို့အကြောက်အကန့်ညင်းလို့မဖြစ်နိုင်ပါဘူးအတတ်ပညာတစ်ခုခုအာကုန်နဲ့တေဆုံးသူရဲ့လာရကတိကိုမှန်မှန်ကန်ကန်ဟောပြောနိုင်တဲ့အမှန်အကန့်ပညာတွေရှိနိုင်ပါတယ်ရှိမှာပါအစ်စ်တစ်ခုအတုတသိန်းဆိုတဲ့အတိုင်းကိုယ်တကယ်မသိဘဲနဲ့တိတိအောင်ရမ်းဖြီရမ်းရွှေတဲ့ခိုးရမ်းတုံမတ်ရမ်းတုံ အကြံအဖန်ပညာသည်တွေလည်းအများကြီးရှိနိုင်ပါတယ်ရှိနေပါတယ်အစ်အတုခွဲတတ်ဖို့တော့အရေးကြီးပါတယ်ချင်းယုံလိုပဲပြောပြရစီတော့တည်ဆုံးသူရဲ့လာရကလေးကိုသိရခြင်းကြောင့်ကြံ့ရစ်သူတွေမှာ စိတ်ချမ်းသာတော်မလားစိတ်ဆင်းရဲတော်မလားဆိုတာကတော့ကြံ့ရစ်သူတွေရဲ့စိတ်ဓာတ်ခိုင်မာမှုစိတ်ဓာတ်ပြောင်းညံ့မှုအပေါ်မှာပဲမူတည်ပါတယ်စိတ်ဓာတ်ခိုင်မာတဲ့သူတွေကတော့တည်ဆုံးသူရဲ့လာရကလေးကိုတိတိမတိတိ တုံ့လုံမှုရှိမှာမဟုတ်ပါဘူးစိတ်ဓာတ်ပြောင်းညံ့တဲ့သူတွေကတော့တည်ဆုံးသူရဲ့လာရကတိကိုတိလဲတုံ့လုံမှာပါပဲမတိလဲတုံ့လုံမှာပါပဲစိတ်ဆင်းရဲခြင်းဆိုတာက စိတ်ဓာတ်ပြောင်းညံ့တဲ့သူတွေကန်ထရိုက်ဆွဲထားတဲ့ခန့်ညံ့ညံ့ပစ္စည်းတစ်ခုပါစိတ်ချမ်းသာခြင်းကတော့စိတ်ဓာတ်ခိုင်မာသူတွေရဲ့မူပါယတနာဒုတ်ကြီးတစ်ခုဖြစ်ပါတယ်တေဆုံးသူရဲ့လာရကတိကိုသိရခြင်းကြောင့်အကျိုးကတော့မရုပ်ပါဘူး ငရဲတရိတ်ဆန်လူနဲ့ဖြစ်သွားရင်ကိုပါမမလုတ်ပေးနိုင်ပေမဲ့ပြိတ္တဘဝရောက်နေရင်တော့သူ့အတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုတွေလုံးအမြပေးဝင်နိုင်ပါတယ်ကိုကုသိုလ်အမြကိုသူတာတို့ခေါ်ရင်ပြိတ္တဘုံဘဝကကျွတ်လွတ်ပြီးကောင်းရာတုက္ကတိကို လာရောက်သွားနိုင်ပါတယ်ကံတရားလေးတင့်လို့ဘဝတစ်ခုမှာခေတ္တခဏပေါင်းစုံခွင့်ရကြတယ်ကံတရားလေးပင့်လို့တယောက်နဲ့တယောက်ဝေးလွင့်ခွဲခွာကြရတယ် မြစ်ထဲမျောနေတဲ့ဗေဒာပင်တွေလိုပဲကံကြုံရင်ပြန်ဆောင်ကြမယ်ကံသေးရင်ပြန်ဝေးကြမယ်ကံရင်မတူပဲပြန်ချီပြူခြင်းလို့မရသလိုကံမကောင်းပဲပြန်ပောင်းခြင်းနေလို့လည်းအလဲကားပါပဲကိုကံနဲ့ကိုခရီးနေသူကံနဲ့သူခရီးနေဒါပဲပေါ်ဒါပါပဲပါစီဆင်းရဲเสียလို့လို့လေတွဲခွင့်ကြုံတော့ကိုတော်ဝန်ကိုကြည်သူတော်ဝန်သူကြည်ပြီးပြီပေါ့ ခွဲခွင်းကြုံကာမှတော့လွမ်းမနေနဲ့တော့အပူပါပဲတိချင်းနဲ့မတိချင်းမှာတိချင်းကြောင့်အကျိုးဆိုးရွားသွားနိုင်စရာအကြောင်းမရှိပါဘူးကောင်းကျိုးဆိုးကျိုးဟာကိုတိတဲ့အတိပေါ်မှာကိုဘက်ကဘယ်လိုတုတ်ပြန်တယ်လဲဆိုတဲ့အချက်ပေါ်မှာပဲမူတည်ပါတယ်လို့ပပမဒေနာတံပါရီထအင်တာဗျူးချာနယ်မေ16 2001အညွန်တေတေဇနီအာဝါဟစ်ဒရော အတနောအတနောဂတိကထာပေတိထေရဂါထာအထကထာဒုတိယတွင်900ရှိလောကသုံးပါး၌ဖျားတရားတန်ခါဒီဟုသောယေသနာသုံးပါးသည်အတုမရှိဖြစ်ပါ၏